အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာအံပွဲခုနှစ်ပါးထဲမှာဒီနေ့ထိတိုင်အောင်တခုတည်းသော မပြတ်မစီးပဲကျန်ရစ်နေခဲ့တဲ့အဆောက်အုံသူတို့တွေကတော့ဒါကို The Great 1ကြီးမြတ်တဲ့အရာတစ်ခုလို့တင်စားဖို့ဝါကြပါတယ်ဒီလိုခေါ်ဆိုမှဆိုရင်လည်းခေါ်လို့ရပါပဲဘာလို့လဲဆိုတော့သူ့ရဲ့ပမာဏကတကယ်ကိုရင်သက်ရှုမောစရာမလိုပါ ဒီပိရမစ်ကြီးဟာ146မီတာမြင့်ပြီးကြောက်သုံးပေါင်း2တန်း3သိန်းလောက်နဲ့တည်ဆောက်ထားတာပါတချို့ကြောက်တုံးတွေဆိုရင်တန်ချိန်50လောက်ထိလေးပါတယ်အဆောက်အုံတစ်ခုလုံးရဲ့အလေးချိန်ဟာတန်ချိန်ပေါင်း6တန်းလောက်ရှိပြီးဒါဟာ Empire State အဆောက်အုံ16လုံးစာနဲ့ညီမျှပါတယ်အောင်းစရာအကောင်းဆုံးကတော့ဒါရီအားလုံးကိုဘိန်းဆိုတာဘာမှန်းတော့မသိကြသေးတဲ့လူတွေကလုံခဲ့တဲ့နှစ်ပေါင်း3800လောက်မှာ ကမ္ဘာအမြင့်ဆုံးအဆောက်အုံဖြစ်တည်ဆောက်ခဲ့ကြတာပါ ဒီနေရာဟာအခုချိန်အထိထူးခြားဆန်းကျင်ဆုံးအဆောက်အုံတစ်ခုအဖြစ်သိရှိနေသေးပါပဲ။ပီရမစ်တွေနဲ့ပတ်သက်ပြီးမရေမတွက်နိုင်တဲ့ဗဟေတိတွေ၊စိတ်ကူးရင်ယူဆချက်တွေနဲ့မှန်းဆချက်တွေဝင်းရနေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာအရန်ကို ရှေ့ကျလွန်းလို့ပါ။သူစီကရှင်းအောင်ကပီးစာတွေကိုဖတ်ရှုဘာသာပြန်နိုင်ခဲ့တာကလည်းကံတရားကြောင့်လို့ပြောရမှာပါ။ဒါသာမရှိခဲ့ရင်ဒီထက်ပိုများပြားရဲ့လှုပ်ဝှက်ချက်တွေနဲ့စိတ်ကူးရင်ဇလန်းတွေထွက်ပေါ်နေအောင်မှာပါ။ဒါကတော့ Cheops လို့ခေါ်တဲ့ pyramid ကြီးပါဒီ pyramid ကြီးကိုအမခန်တိကျမှုများစွာနဲ့တိဆောက်ထားတာပါ pyramid အောက်ခြေပတ်လည်အနာရထားချက်ကိုသူ့ရဲ့အမျက်နှာစားနဲ့စားလိုက်မယ်ဆိုရင်သင်္ချာကိန်းသည်ပိုင်တန်မိုးကိုဒသမကိန်း၃လုံးနေရာအထိတိတိကျကျရရှိမှာဖြစ်ပါတယ်မယုံရင်ကဏန်းပေါင်းစမ်းနဲ့တွက်ကြည့်လို့ရပါတယ်ဒါဟာတကယ့်ကိုအာအသင်းစရာပါ ရှေခိအကြီးလူမျိုးတွေသာပိရမစ်ကို10မီတာလောက်လေးနှိမ့်တာပဲဖြစ်ဖြစ် မြင့်သွားတာပဲဖြစ်ဖြစ်လှုပ်လိုက်မိရင်အချိုးစားတွေပြောင်းသွားမှာမို့လို့ဒါဟာတိုက်ဆိုင်မှုတသက်တော့မဟုတ်ခဲ့ပါဘူး။ယောမအင်ပါယာဆိုတာကမ္ဘာပေါ်မှာအစပြိုးမလာခင် နှစ်ပေါင်းများစွာကတည်းကရှေးလူသားတွေဟာဒီလိုတိကျမှုမျိုးနဲ့တည်ဆောက်နိုင်ခဲ့ကြတာပါ။ကျွန်တော်တို့ဟာသမိုင်းကာလကြာညောင်းမှုကိုတွေးတဲ့အခါပိရမစ်ကြီးရဲ့တပ်တန်းကိုရှော့ဒရမီတက်ကြပါတယ်။ဥပမာပြောရရင် တန်နာရီတဲကအီဂျစ်ဘီယင်မာကြီးကလီယိုပတ်ထရာကိုကြည့်ကြည့်ပါ။သူမကို BC 69ခုနှစ်ကမွေးဖွားခဲ့ပါတယ်။ပြောရရင်လွန်ခဲ့တဲ့နှစ်ပေါင်း2090လောက်ကပေါ့။ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ထဲမှာတော့သူမဟာအီဂျစ်ဘီယင်မာဖြစ်ခဲ့တာကြောင့်သူမနဲ့ပိရမစ်ကြီးနဲ့ကခက်ပြိုင်လို့မာပြီးထင်မှတ်နေတတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းကတော့မဟာပိရမစ်ကြီးကိုတိဆောက်ပြီးစီးခဲ့တာက BC 2540ဝန်းကျင်ကပါ။စတင်တိဆောက်တာက190ဆောပါတယ်။ ဆိုလိုတာကကလီယိုပက်ထရာမမွေးဖွားခင်နှစ်ပေါင်း2500နီးပါးလောက်ကတည်းကပိရမစ်ကြီးရှင်းနေနေပြီးသားပါတေချာစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့နဲ့ကလီယိုပက်ထရာကြားကကာလာထက်ကလီယိုပက်ထရာနဲ့ပိရမစ်ကြားကကာလာက ပိုပြီးဝေးကွာနေတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်ပိရမစ်ကြီးရဲ့အတွင်ပိုင်းတည်ဆောက်ပုံတွေနဲ့ပတ်သက်ပြီးထူးဆန်းကနားလေရာခန့်နေတာတွေရှိနေရင်လည်းမဆန်းပါဘူးဘာလို့လဲဆိုတော့အဲ့ဒီခက်ကလူတွေဘလို့နေထိုင်ခဲ့သလဲဘလို့တွေးခေါ်ခဲ့သလဲ ဘလို့စိတ်ဆန္ဒရင်းနဲ့ဒီလိုတွေလုပ်ခဲ့တယ်လဲဆိုတာကိုအပြည့်ဝနားလဲဖို့အတွက်ကျွန်တော်တို့နဲ့သူတို့ကြားကအချင်းကာလကွာဟချက်ကအရန်ကိုများနေလုံးလို့ပါဒါပေမဲ့ကျွန်တော်တို့ရဲ့တိလိုစိတ်ပြင်းများမှုတွေကိုဖြေဖြောက်ဖို့တော့လိုအပ်နေပါသေးတယ်ဒီဗီဒီယိုမှာတော့အီဂျစ်ပီရမစ်ကြီးတွေရဲ့အတွင်းပိုင်းနဲ့မြေအောက်ထဲမှာဘာတွေရှိနေလဲရှာဖွေတွေ့ရှိခဲ့တဲ့ဒူးဆန်တဲ့အရာတွေကဘာတွေလဲတန်ဖိုးမဖြတ်နိုင်တဲ့ရှင်းအောင်ပစ္စည်းတွေနဲ့ဖာရိုဘုရင်ကြီးရဲ့ရုပ်လောင်းကဘယ်မှာလဲ အီဂျစ်ပီရမစ်တွေကသူတို့ရဲ့အတွင်းပိုင်းနဲ့အောက်ခြေမှာဘာတွေကိုလှုပ်ဝှက်ထားသလဲဆိုတာတွေကိုပြောပြပေးသွားမှာပါ။ဒါဆိုပီရမစ်ကြီးတွေကိုဘယ်လိုဝင်ကြမလဲ။မူလကတော့မဟာပီရမစ်ကြီးမှာဝင်မောက်တစ်ခုတည်းသာရှိခဲ့ပါတယ်။အဲ့ဒါကလည်းဆောက်လုပ်ခဲ့တဲ့သူတွေဖောက်ခဲ့တဲ့လမ်းမှာဒီလမ်းကြောင်းကမြောက်ဘက်မျက်နှာစာပီရမစ်အလယ်မြင့်ရဲ့အရှိတ်9.6မီတာအကွာမှာရှိပါတယ်။ဒီအကွာဝေးဟာအက်ဒီကက်အတိုင်းတာ တော်ဝင်တာရိုင်ယယ်ကျူဘစ်15000နဲ့ညီမျှပါတယ်။ အီဂျစ်အတိုင်းဒါစနစ်တွေကလူခန္ဓာကိုအထူးစားဖို့အခြေခံထားတာပါတရောင်စစ်ကနေလက်ဖျားထိအကွာအဝေးကိုတထောင်လို့သတ်မှတ်ပါတယ်ဒါကြောင့်ပိရမစ်တည်ဆောက်သူတွေဟာတာမန်အတိုင်းဒါအတွက်တာမန်တထောင်ကိုသုံးပြီးဖာရိုဘင်ရဲ့အခန်းနဲ့ကောင်ဒလာတွေကိုတိုင်းတာတဲ့အခါမှာတော့တော်ဝင်တောင်း Royal Cube စနစ်ကိုအသုံးပြုခဲ့ကြပါတယ်ဒါကမူလဝင်ပေါင်းဆိုပေမဲ့လူသုံးများရဲ့နောက်ထပ်ဝင်ပေါင်းတစ်ခုရှိနေပါသေးတယ်ဒါကိုတော့ဂျမရလန်းကြောင့် Robert Stanley လို့ခေါ်ကြပါတယ် ဒီနာမည်ပေးထားရတာကလည်းဒီလမ်းကြောင်းရဲ့သဘောသဘာဝအကြောင်းပါဘသူမှမသိဘဲချင်းတို့ကမှမသိရဲ့ဓမြတွေကတင်ကြိုင်းဖောက်ဖို့ဖောက်လုပ်ခဲ့ကြလို့ပါဒါဟာ Laura Croft တို့လိုရုပ်ရှင်ဇာတ်ကားတွေမပေါ်ခင်နှစ်ထောင်ပေါင်းများစွာကလေးကဖြစ်ပျက်ခဲ့တာပါသိပ္ပံပညာရှင်တွေအနေနဲ့ဘသူတွေကဘဲချိန်မှာဒီလောက်ထူတဲ့တဲ့ကြောက်သားတူကြီးကို20မီတာရှည်တဲ့ဥမင်တစ်ခုဖြစ်အောင်ခွင်ဖောက်ခဲ့တယ်လဲဆိုတာအခုထိဖြေရှာမရသေးပါဘူး။ဓမြလန်းချောင်းရဲ့အဆုံးမှာတော့လမ်းစုံတစ်ခုရှိပါတယ မူလဝင်မောက်ကနေအောက်ကိုဆင်းလာတဲ့လန်ဒလန်ရဲ့အပေါ်ကိုတက်သွားတဲ့လန်ဒလန်ရဲ့ရှိပါတယ်။ကျွန်တော်တို့ရဲ့ကြောက်စရာကောင်းတဲ့လမ်းလျှောက်ခရီးစဉ်ကိုအပေါ်တက်တဲ့လမ်းကြောင်းကနေဆက်လိုက်ကြရအောင်။ဘာလို့ကြောက်စရာကောင်းတာလဲဆိုတော့အထဲကိုဝင်လိုက်တာနဲ့စိတ်ထဲမှာမတုံးမတန့်ခံစားရလာလို့ပါ။ဒါကဖာရိုဘုရင်ရဲ့ကျင်စာတွေဂမိယအစွမ်းနေကြောင်းတော့မဟုတ်ပါဘူး။လမ်းကြောင်းကကျင်းမြောင်းပြီးမှောင်မဲနေတယ်လို့လီလုံပြီးမွန်းကျင်နေလို့ပါ။လီရူးကလေးလံပြီးအောက်တိုးတိုးဖြစ်နေတတ်ပါတယ်။ ပြောရရင်စိတ်နှူးရတဲ့တွေနဲ့အလုံးမိတ်နေရခြင်းတွေကိုကြောက်တတ်တဲ့ claustrophobia ရှိသူတွေဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူး။နောက်ပြီး39.3 3မီတာလောက်သွားလိုက်ရင် နောက်ထပ်လမ်းဆုံးတစ်ခုကိုရောက်ပါတယ်။အဲဒီကနေရေပင်ကြီးလမ်းကြောင်းရဲ့မဟာပြကန်းဆောင် Grand Gallery စီသွားတဲ့ဝင်ပေါက်ရဲ့ရှိပါတယ်။ဒါဆိုအရင်ဆုံးရေပင်ကြီးလမ်းကြောင်းအတိုင်းရှေ့ဆက်သွားကြည့်ကြရအောင်။ပုံဝန်းကျင်အနေထားကတော့တူတူပါပဲ။ကျင်းချက်မှောင်မဲမွန်းချက်ပြီးမှိုင်းညို့နေတာပါ။ ဒါပေမဲ့လမ်းအဆုံးမှာတော့ထူးခြားတဲ့အရာတခုကျွန်တော်တို့ကိုစောင့်ကြိုနေပါတယ်။ရည်ပင်ကြီးလမ်းအဆုံးမှာဘယင်မရဲ့ခုတင်ကိုင်းရှိပါတယ်။ဟုတ်ပါတယ်။ဖာရိုဘယင်ခုဖူးသာမကသူ့ရဲ့မိဖုရားကောင်ကြီးကိုပါပိရမစ်ထဲမှာမြုပ်နှံခဲ့တာဖြစ်ပါတယ်။ဘယင်မရဲ့အခန်းကတော့ပိရမစ်ကြီးရဲ့မြောက်ဖက်နဲ့တောင်ပတ်ချမ်းအလယ်တက်တက်မှာရှိပါတယ်။အခန်းအတိုင်းသာကမြောက်ကနေတောင်ကို၁၀တောင်အရှိကနေအနောက်ကို၁၇တောင်ကျယ်ဝန်းပြီးခေါင်းမိုးကတော့6.3မီတာမြင့်တဲ့သရီးကံပုံစံခေါင်းမိုးမျိုးပါ အခန်းရဲ့အရှိတ်အဆုံမှာတော့၄၃.၇မီတာမြင့်က niche လို့ခေါ်တဲ့နယံကပ်အခေါင်းပေါက်တစ်ခုရှိပါတယ်။ကီနီယာဟာမူလကကိုစားပြုရုပ်တုတစ်ခုခုထားဖို့ရည်ရွယ်ခဲ့ပုံရပါတယ်။မူလကတော့၁မီတာလောက်ပဲနက်ပေမဲ့ဂျာရနာရှာဖွေသူတွေကတံမိုးကြီးပစ္စည်းတစ်ခုခုတွေ့မလားဆိုရင်မျှော်လင့်ချက်နဲ့ထပ်ပြီးတူးဆော့ထားကြတာပါ။ကံမကောင်းတာကဘယင်မရဲ့အခန်းထဲမှာတံမိုးကြီးတာတစ်ခုခုရှိခဲ့မယ်ဆိုရင်တော့တမိုင်းဖခင်ကြီးလိုတင်စားကြတဲ့ ဟီရိုဒိုတက်စ်ခေတ်မတိုင်ခင်ကတည်းကတခိုးတွေခိုးထုတ်သွားလောက်ပြီဖြစ်ပါတယ်။အဲ့ဒီခေတ်အခါကဓမြတွေကိုနားလည်ပေးလို့ရပါတယ်။ပိရမစ်ကြီးရဲ့ပုံမှန်သဏ္ဍာန်ကိုယ်တိုင်ကအထဲမှာယရနာတွေရှိနေမယ်ဆိုတာကိုအရင်မွဲ့ပြနေသလိုပါပဲ။နောက်ပြီးပိရမစ်ကြီးကအခုလက်ရှိမြင်နေရတဲ့ပုံစံမျိုးမဟုတ်ခဲ့ဘူးဆိုတာကိုရောသင်တို့သိကြပါသလား။တိဆောက်ခါစားကပိရမစ်မျက်နှာပြင်တစ်ခုလုံးကိုအဖြူအောင်ထုံးကြောက်အချောစားတွေနဲ့ဖုံးအုပ်ထားခဲ့တာပါ။ အခုထိလည်းနေရာတချို့မှာအဲ့ဒီအစနာတွေကိုတွေ့နိုင်ပါသေးတယ်။နောက်ပြီးပိရမစ်ရဲ့ထိပ်ဖြားမှာပိရမစ်ဒီယွန်လို့ခေါ်တဲ့ရွှေအုပ်ထားတဲ့ပိရမစ်ပုံစံကြောက်တုံးကြီးရှိပါတယ်။တကယ်လို့သာရွှေအစစ်နဲ့အုပ်ထားခဲ့တာဆိုရင်နေရောင်အောက်မှာတောက်ပနေပြီးနှင်းဖြူအောင်ပိရမစ်ကြီးရဲ့ထိပ်ဖြားကနေဖာရိုဘုရင်ကြီးရဲ့ဂုံရောင်ထုံးပြောင်မှုကိုကီလိုမီတာတောင်းချီတဲ့အကွာအဝေးထိလမ်းမြင်နေရမှာဖြစ်ပါတယ်။အခုခေတ်မှာတော့ဒီလောက်ခမ်းနားမှုမျိုးကိုမြင်လိုက်ရရင်ဘယ်သူမှမစိုးမျက်စိကျဉ်းသွားနိုင်ပါတယ်။ဒါကြောင့် ရှေးခေတ်လူတွေကိုဒီအရာတွေကဆွဲဆောင်နိုင်ခဲ့တာမဆန်းပါဘူးလမ်းစုံကိုပြန်သွားပြီးအပေါ်တက်တဲ့လမ်းကြောင်းအတိုင်းပြန်တက်ကြည့်ကြရအောင်မီတာအနည်းငယ်သွားပြီးရင် Grand Gallery လို့ခေါ်တဲ့နေရာကိုရောက်ပါမယ်ဒီနေရာမှာတော့နည်းနည်းလွတ်လပ်သွားပြီးအသက်ရှူချောင်းသွားပါပြီလမ်းကြောင်းကပိုကျဲသွားသလိုအမြင့်ကလည်း8.6မီတာအထိမြင့်သွားပါတယ် Grand Gallery မှာ153ပေကျော်ရှိတဲ့ရှော့ဆောက်လမ်းအတိုင်းကျွန်တော်တို့တက်သွားရမှာပါ ဒီကွာဝေးကိုလမ်းလျှောက်ရင်အပေါ်ကိုမောကြည့်လိုက်မယ်ဆိုရင်တော့ထူးခြားတဲ့နယံတိဆောက်ပုံတွေကိုတွေ့ရမှာပါ။နယံတွေကအတွင်းဘက်ကိုစောင်းပြီးဝင်နေတဲ့ပုံစံမျိုးတိဆောက်ထားလို့မြင်လက်ချက်နားရောက်ရင် Grand Gallery ရဲ့အကျယ်ဟာ1မီတာလောက်ပဲကျန်ပါတော့တယ်။တကယ်တော့ဒါဟာစဉ်စားဆင်ခြင်မှုအားနည်းလို့မဟုတ်ပါဘူး။တိဆောက်ရေးအပိုင်းမှာအထူးဂရုစိုက်ပြီးတွက်ချက်ခဲ့တာပါ။အပေါ်ကနေဖိလာမယ်ကြီးမားတဲ့ကြောက်တုံးတူးတဲ့ကြီးရဲ့ဖိအားကြောင့်မြင်လက်ချက်ပျက်စီးသွားပြီးလမ်းကြောင်းပိတ်မသွားအောင်ရှီယောင်းအင်ဂျင်နီယာတွေက ုံသဏ္ဍာန်နဲ့ကြောက်စီအစီအစဉ်ကိုဆက်ဆက်သေးကြစွာပြတ်ချက်တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ Grand Gallery ရဲ့အဆုံးမှာတော့အရေးကြီးဆုံးအခန်းမရောက်ခင်ရှေ့ခန်းငယ်လေး Andy Chamber တစ်ခုရှိပါတယ်။ရှေ့ခေတ်အကြီးရင်ကျင်းမှုနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်တွေနဲ့လိလသူတွေရဲ့အထူးစိတ်ဝင်စားမှုကိုခံရတဲ့နေရာအဲ့ဒါကတော့ Faro ဘုရင်ကြီးရဲ့အခန်း King's Chamber ပဲဖြစ်ပါတယ်။ King's Chamber ကပိရမစ်ကြီးရဲ့ခန်းမ၃ခုထဲမှာအပေါ်ဘက်အကျဆုံးအခန်းဖြစ်ပါတယ်။ တခန်းလုံးကို granite ကြောက်တွေနဲ့ကာယံထားပါတယ်။အရှိကနေအနောက်ကို10.5မီတာ၊မြောက်ကနေတောင်ကို9.2မီတာကျယ်ဝန်းပါတယ်။မင်းနေဂျာကညီညာပြန်ပြူးနေပြီးအခန်းအမြင့်က9.8မီတာလောက်ရှိပါတယ်။ဒီအခန်းကိုစုစုပေါင်းတန်ချိန်400လောက်လေးတဲ့ကြောက်ပြားကြီးကိုးချင်းနဲ့တည်ဆောက်ထားတာပါ။နယံတွေကို granite ကြောက်တုံး၅ဒန်းနဲ့စီထားပါတယ်။အခန်းထဲမှာဘာစလုံးဘာကပီးမှရေထိုးထားတာမရှိပါဘူး။ဒါဟာ အီဂျစ်စတုထမင်းဆက်ရဲ့အုတ်ဂူပုံစံထုံးစံမှာကြောက်တုံးတွေကိုအလွန်တိကျစွာတွဲဆက်ထားပြီးမျက်နှာပြင်တွေကိုညီနေအောင်ညှိထားပါတယ်။ဒါပေမဲ့ကြောက်တုံးတွေရဲ့အနောက်ဖက်ချမ်းကိုတော့ကြမ်းတမ်းစွာပဲထုစစ်ထားပါတယ်။ဒါကလည်းအချိန်နဲ့လှုပ်အားကိုတက်တာအောင်လို့ဖြစ်ပါလိမ့်မယ်။ကင်းစချိန်ပါထဲမှာတခုတည်းသောရှိနေတဲ့အရာဝတ္ထုကတော့ကြောက်တုံးတုံးတွေကိုထွင်းထုပြီးလှုပ်ထားတဲ့ granite ကြောက်ခေါင်းတလားကြီး sarcophagus တစ်ခုပါ။ အလဲခိကာလာလောက်ကဒီနေရာကိုပြန်ရှာတွေ့တော့ကခေါင်းတလားကြီးဟာကျိုးပဲ့နေပြီးအထဲမှာဘာမှမရှိတော့ပါဘူး။ရှိသမျှပစ္စည်းတွေအားလုံးကလွန်ခဲ့တဲ့ကာလများစွာကတည်းကလူရခိုးယူခံလိုက်ရပြီဖြစ်ပါတယ်။အထဲမှာတကယ်ရောပစ္စည်းတွေရှိခဲ့ရဲ့လား။ဒါကပူပေါင်းကြံစီမှု conspiracy theory မဟုတ်ပါဘူး။ Hero Dotas ကိုယ်တိုင်ပြောခဲ့ဘူးတာကဒီပိရမစ်ကြီးကို Cheops ဘုရင်ရဲ့ဂုံပြုမှုအနေနဲ့တိဆောက်ခဲ့တာဖြစ်ပေမဲ့ဘုရင်ကြီးကိုဒီထဲမှာမမြုပ်နှံထားဘူးလို့ဆိုပါတယ်။ သူ့ရဲ့ဂူတွင်းငိုင်းခန်းထဲမှာဇာပနားနဲ့ပတ်သက်တဲ့ပုံတွေစတွေဘာမှမတွေ့ရပါဘူးအဲ့ဒီခေတုန်းကဘသူမှမမြုံနှံထားတဲ့ခန်းထဲမှာဒီလိုစတွေရေးသားခြင်းဟာနတ်ဘုရားစော်ကားမှုလို့ယူဆခဲ့ကြလို့ဖြစ်ပါတယ်ခေတ္တသိပ္ပံပညာရှင်အများစုကဒီ theory ကိုလက်ခံထားကြပြီးမဟာပိရမစ်ကြီးထဲမှာအခုထိရှာမတွေ့သေးတဲ့လူဝအခန်းတွေရှိနေနိုင်ပြီးအဲ့ဒီအခန်းတစ်ခန်းထဲမှာမှဖာရိုဘုရင်ကြီးရဲ့ရုပ်အလောင်းအစစ်မှန်လဲလျောင်းနေနိုင်တယ်လို့ယုံကြည်ကြပါတယ် အဲ့ဒီမှာတွေးကြည့်လို့တောင်မရနိုင်တဲ့ရှေးခေတ်ယဉ်ကျေးမှုကြီးရဲ့ပံ့ပိုးမဖြတ်နိုင်တဲ့ယတနာတွေလည်းရှိကောင်းရှိနေနိုင်ပါတယ်။နောက်ဆုံးတွေးရှိချက်တွေအရာဆိုရင်တော့ဒီအချက်ကလက်တွေ့ဖြစ်လာဖို့အရန်နီးဆက်နေပြီဆိုတာကိုပြသနေပါတယ်။ဟောင်းလောင်းဖြစ်နေတဲ့ခေါင်းဒလာကြီးကိုမြင်လိုက်ရလို့အနှင်းငယ်စိတ်ပြက်မိသွားနိုင်ပေမဲ့ဖာရိုဘုရင်ရဲ့ဂုသင်းကြီးကိုရောက်လိုက်ရတဲ့အခိုက်အတန့်မှာဘယ်သူမှစိတ်ပြက်ပြီးပြန်သွားတာမရှိပါဘူး။ဒီလောက်ရှိကြတဲ့ခေတ်ကာလတစ်ခုကိုထိတွေ့လိုက်ရတာ မူလလက်ရာနဲ့ခန္ဓာလုံးနဲ့ယဉ်ကျေးမှုကြီးကိုတွေ့မြင်လိုက်ရတာတွေကတင့်ကိုစိတ်လှုပ်ရှားစေမှာအမှန်ပါပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ခီးစဉ်ကမပြီးသေးပါဘူးအခုမှအစာပဲရှိပါသေးတယ်အမြင့်ဆုံးထိပ်ဖြားပိုင်းပြီးရင်တော့အောက်ဆုံးအနက်ဆိုင်ဆုံးနေရာစီကိုဆင်းကြမှာပါဒါကြောင့်လမ်းစုံကိုပြန်သွားပြီးအောက်ဘက်ကိုဆင်းသွားတဲ့လမ်းကြောင်းအတိုင်းသွားကြပါမယ်ဒီလမ်းကြောင်းကတော့82မီတာအထိရှည်ပြီးအရှည်ဆုံးခီးစဉ်ဖြစ်ပါတယ်ထူးခြားတာကဒီလမ်းကြောင်းအများစုဟာ ပိရမစ်အတွင်းပိုင်းမှာမဟုတ်ပဲပိရမစ်ရဲ့အောက်ခြေကိုဖောက်ပြီးဝင်သွားတာပါပိရမစ်ကြီးကိုတိဆောက်ထားတဲ့တဘာဝထုံးကြောက်သားပြင်ကြီးကိုထွင်းဖောက်ပြီးလှုပ်ထားတဲ့လမ်းကြောင်းဖြစ်ပါတယ်အောက်မှာကျွန်တော်တို့ကိုစောင့်ကြုံနေတာကတော့နောက်ထပ်ဗဟေလေးတစ်ခုပါပဲအဲ့ဒါကတော့မပြီးဆုံးသေးသောအခန်း unfinished chamber ပါဒီအခန်းကပိရမစ်အောက်ခြေကနေ28မီတာလောက်အနက်မှာရှိပါတယ်မြောက်ကနေတောင်ကို8.4မီတာအရှိကနေအနောက်ကို 14.1မီတာကျယ်ဝန်းပြီးအမြင့်က6မီတာလောက်ရှိပါတယ်။ဗဟေရီဖြစ်နေတာကဒီအခန်းကမသေးပါဘူး။ပြီးတော့လာရတဲ့လမ်းကြောင်းကလည်းနှိမ့်ပါတယ်။ဒါကိုတိဆောက်ဖို့လုံသားတွေအနေနဲ့အချိန်နဲ့လုံအားအမြောက်ပြန်သုံးခဲ့ရမှာပါ။ဒါပေမဲ့နောက်ဆုံးကြတော့အခန်းကိုမပြီးမစီပဲထားခဲ့ကြပါတယ်။ဘာကံများနှောက်ရှက်လိုက်တာလဲ။နောက်ပြီးဒီအခန်းကဘာလို့ဝီရွယ်ထားတာလဲ။ဒီမေးခွန်းနဲ့ပတ်သက်ပြီးသိပ္ပံလောကမှာတိကျတဲ့အဖြေတစ်ခုတော့မရှိသေးပါဘူး။ ကိန်းရှင်တွေများလွန်းတဲ့ညီမြချင်းပုံစံတစ်ပုဒ်လိုပါပဲသူတေသီရဲ့အများစုကတော့ရိုးရှင်းတဲ့ theory ကိုပဲလက်ခံထားကြပါတယ်ထင်ရှားတဲ့အီဂျစ်ပညာရှင် Chris Mountain က interview တစ်ခုမှာပြောခဲ့တာကတော့သူ့အထင် pyramid စီမံကိန်းတွေဟာအချိန်ကြာကြီးတည်ဆောက်ရတာဖြစ်လို့ဘယင်တပါရုတ်တရက်နဲ့ရွာဆန်သွားတဲ့အခါနောက်ဘယင်အသက်အတွက်စီမံကိန်းအသက်နဲ့ပြောင်းပြီးတည်ဆောက်ကြရပါတယ်ဒါကြောင့် လှုပ်လှဆကိုဖျက်သိမ်းတာဒါမှမဟုတ်အပေါ်ကနေထက်ဆောက်တာမျိုးလှုပ်လေးရှိလို့ဒီခန်းကိုမပြီးမပြတ်ပဲထားခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီမြေအောက်ခန်းဟာမဟာပိရမစ်ကြီးရဲ့လှုပ်ဝှက်ဆန်းကျဲဆုံးနေရာတစ်ခုဖြစ်နေပေမဲ့အ ਨੇ ဆုံးတော့ကျွန်တော်တို့ဝင်ကြည့်လို့လေ့လာလို့ရပါသေးတယ်။ဒါပေမဲ့ Neo Tomography နည်းပညာကိုအသုံးပြုပြီးနောက်ပိုင်းနှစ်တွေမှာပြုလုပ်ခဲ့တဲ့လေ့လာချက်တွေကတော့သိပ္ပံလောကတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ Cheos Pyramid ထဲမှာဒီချိန်ထိကျွန်တော်တို့မသိခဲ့ကြသေးတဲ့ ြီးမားကအခန်းလွတ်ကြီးအ ਨੇ ဆုံးတစ်ခုရှိနေတယ်ဆိုတာပေါ်လာလို့ပါပဲ2015ခုနှစ်မှာဤပညာမြင့် Scan Pyramid စီမံကိန်းကို စတင်ခဲ့ပါတယ်နာဂိုရာ Paris နဲ့ Cairo တက္ကသိုလ်တွေကသိပ္ပံပညာရှင်တွေဟာအာဂါဒအမုံမွား Cosmic Particles ထောက်လန်းကိရိယာတွေကို သုံးပြီး Pyramid အတွင်းပိုင်းကပုံမှန်မဟုတ်တဲ့အရာတွေကိုရှာဖွေခဲ့ကြတာပါဒါကိုဓာတ်မှန်ရိုက်သလိုမျိုးသဘောတရားလို့ပြောလို့ရပါတယ်။ပိရမစ်ရဲ့ဝင်လို့ရတဲ့နေရာတွေမှာ သိပ္ပံပညာရှင်တွေကအာယုံခံကရိယာပြားတွေကိုတက်ဆင်ထားလိုက်ပါတယ်။အဂါသာတွေကလာတဲ့မြွန်စလို့ခေါ်တဲ့အမုံမွားတွေကပိရမစ်ကြီးကိုထိုးပေါက်ဝင်ရောက်တဲ့အခါတိတ်သက်စအပြောင်းလဲကိုလိုက်ပြီးဒီကရိယာတွေပေါ်မှာပုံရိပ်တွေပေါ်လာစေပါတယ်။ဒီလိုနဲ့2019ခုနှစ်အောက်တိုဘာလရောက်တော့စကန်ပိရမစ်စီမံကိန်းကပါဝင်သူတွေဟာကဘာကျော်မဲ့တွှေ့ရှိချက်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။အရင်ကမသိခဲ့ကြတဲ့အခေါင်းပေါက်အလွတ်နေရာ၄ခုလောက်ကိုပိရမစ်ကြီးထဲမှာတွေ့လိုက်ရတာပါ။ အ ਨੇ ဆုံးတော့ကြီးမားတဲ့အခေါင်းပေါက်ကြီးတစ်ခုကိုတိတိကျကျထောက်လန်းနိုင်ခဲ့ပါတယ်။ဒါဟာ Grand Gallery ရဲ့အပေါ်တဲတဲမှာရှိနေပြီးအ ਨੇ ဆုံးမီတာ30လောက်ရှိလျားကအကျေကလည်း Gallery အတိုင်းမှာပဲ။ဒါဟာ Pharaoh ဘုရင်နဲ့မိဖုရားရဲ့ကုသင်းကြိုင်အစစ်ဖြစ်နိုင်တယ်လို့တောင်ခံမှန်းလာကြပါတယ်။ရှင်ဟောင်းသူတေသနာပညာရှင်တွေနဲ့အီဂျစ်ပညာရှင်တွေကတော့ဒါကိုလက်မခံကြပဲယူဝဗေဒပညာရှင်တွေက data တွေကိုအတိတ်ဘယ်ကောက်လွှဲနေတာပါလို့စွပ်စွဲခဲ့ကြပါတယ်။ဒါပေမဲ့ မတူညီတဲ့အဖွဲ့တွေမတူညီတဲ့စက္ကရိယာတွေ ਨੇ အချိန်ချိန်ဆန်းသက်ပြီးတဲ့နောက်မှာတော့တန်မြတ်ရှိသူတွေက great voice ဆိုတဲ့အခမ်းအလွတ်ကြီးတကယ်ရှိနေတယ်ဆိုတာကိုလက်ခံလိုက်ရပါပြီ။ကံမကောင်းတာကအဲ့ဒီနောက်ပိုင်း၅နှစ်ကြာတဲ့အထိဘာတိုးတက်မှုမှထပ်မရှိတော့ပါဘူး။၂၀၁၇ကဒီကိစ္စတွေကအရန်ကိုမျောလင်းချက်ထားစရာကောင်းခဲ့တာပါ။တိတ်ပိုင်ပညာရှင်တွေကတော့အဲ့ဒီနေရာမှာကျွန်တော်တို့သိထားတာထက်ပိုများတဲ့အရာတွေဖာရိုဘုရင်ရဲ့ရုပ်အလောင်းအစ်စ်တွေရှိနေနိုင်တယ်လို့ယုံကြည်ကြပါတယ်။ ဒါပေမဲ့ရှင်ရောင်သူတေသနာပညာရှင်တွေအဲ့ဒီတဲကိုဝင်လို့မရပါဘူး။ဘာလို့လဲဆိုတော့ပရမစ်ကြီးကို twin pot ဝင်ရောက်ဖို့စူးစမ်းလိုက်တာနဲ့ကုစားလို့မရတဲ့ပျက်စီးမှုတွေဖြစ်သွားနိုင်လို့ပါပဲ။ဒီကိစ္စကိုအီဂျစ်ရှင်ရောင်ဝန်ကြီးဌာနကဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။နောက်ထပ်လက်ဝှက်ချက်တွေကမဟာပရမစ်ကြီးရဲ့ကိုယ်တည်ထဲမှာတည်းမဟုတ်ပဲပရမစ်ကြီးရဲ့အနီးနားဝန်းကျင်ကတဲကန်နိုင်ရာတဲပြင့်တွေအောက်မှာလည်းရှိနေနိုင်ပါသေးတယ်။ 21ရာစုရောက်မှဒီအကြောင်းအရာတွေကိုလူတွေသတိထားမိလာကြတာပါ2009ခုနှစ်မှာ Predict စူးစမ်းရှာပွဲသူ Andrew Collins ကဘသူမှမသိရှိခဲ့ကြတဲ့ Faro ဘရင်တွေရဲ့ပျောက်ဆုံးနေတဲ့မြေရောက်ကဘာတစ်ခုလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ကြေညာခဲ့ပါတယ်ဟုတ်ပါတယ်လုံးဝကိုအတိအကျပါပဲသူက Giza Pyramid တွေရဲ့အောက်ဖက် ထုံးကျောက်အလွာတွေထဲမှာလှိုင်းကူတွေအခန်းတွေဥမင်တွေပါတဲ့အီယာမမြေရောက်ကွန်ရက်ကြီးတစ်ခုရှိနေပြီး အဲ့ဒီနေရာမှာလင်းတို့တွေနဲ့အစိပ်ပြင်းပင့်ကူတွေနေထိုင်နေကြတယ်လို့ပြောခဲ့ပါတယ်။ Collins ကအဲ့ဒီအောက်ဖက်မှာမူလအတိုင်းမပျက်စီးသေးတဲ့ရှေးအောင်လက်ရာတွေနဲ့အတူလင်းတို့တွေ White Window လို့ယာယီနာမည်ပေးထားတဲ့ပင့်ကူမျိုးစိတ်တွေပါဝင်တဲ့ဂေယာစနစ်တစ်ခုရှိနေတယ်လို့ဆိုပါတယ်။သူ့တေဒီ Collins ဟာဒါကိုမတော်တဆတွေးခဲ့တာမဟုတ်သလိုမျက်ကန်းတစ်စိလမ်းလျှောက်ရင်းတွေးခဲ့တာလည်းမဟုတ်ပါဘူး။ဗြိတိန်ကောင်စစ်ဝင်ချုပ် Henry Sword ရဲ့မှတ်တမ်းမှတ်ရာကိုဖတ်ပြီးသူတေသနာပြုခဲ့တာပါ။ 1819လုံးကဟန်နရီဆော့နဲ့အီတလီစူးစမ်းရှာဖွေသူဂျီယိုဗာနီဂါဗက်လီယာတို့ဟာဂီဇာကမြေအောက်ဥမင်စနစ်တွေကိုဝင်ရောက်လည်လာခဲ့ကြတာပါသူတို့ရဲ့မှတ်တမ်းတွေအရသူတို့ဟာဂူရီထဲမှာဂိုက်ရာပေါင်းများစွာဝင်ရောက်လည်လာခဲ့ပြီးအခန်းကျယ်ကြီးလေးကမ်းနဲ့နောက်ထပ်ထပ်သွားလို့ရတဲ့လမ်းကြောင်းတွေကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်အန်ဒရူးကော်လင်းစ်ဟာဆော့တိုလည်လာခဲ့တဲ့လမ်းကြောင်းအတိုင်းပြန်လည်ခြေရာခံခဲ့ရမှာ အံ့ဩစရာကောင်းလောက်အောင်ပဲမဟာပိရမစ်ကြီးရဲ့အနောက်ဘက်သိမ့်မထင်ရှားတဲ့သင်္ချိုင်းဟိုတစ်ခုထဲမှာပျောက်ဆုံးနေတဲ့မြေရောက်လမ်းကြောင်းဝင်ပေါက်ကိုတွေ့ရှိခဲ့ပါတယ်။တကယ်တမ်းတော့အဲ့ဒီသင်္ချိုင်းကမှကြောက်ကွဲကြောင်းတစ်ခုရှိပြီးအဲ့ဒီကနေတဆင့်သဘာဝဂူကြီးတစ်ခုထဲကိုရောက်သွားတာဖြစ်ပါတယ်။ကျွန်တော်တို့အောက်ဆီဂျင်မပြတ်ခင်အချိန်ထိတော့အဲ့ဒီဂူတွေကိုလိုက်လိလာခဲ့ပါတယ်။အဲ့ဒီနေရာတွေကမမြင်ရတဲ့ကျင်းတွေ၊ဂျိုင်းကွက်တွေ၊လင်းတို့တွေအစိမ့်ရှိပင့်ကူတွေနဲ့အယံအန္တရာယ်များတယ်လို့ကိုလင်စ်ကဆိုပါတယ်။ ဒါပေမဲ့ကံမကောင်းတာကစောင့်ကြည့်ကန့်သတ်မှုတွေကြောင့်သူဟာတိကျခိုင်မာတဲ့သက်သေထောက်သားတွေမပြနိုင်ခဲ့ပါဘူး။အခြားအီဂျစ်ပညာရှင်တွေကလည်းခိုင်လုံတဲ့အချက်လက်မရှိဘူးဆိုပြီးသူ့ကိုဝေဖန်ခဲ့ကြပါတယ်။ Collins ယူဆတာကတော့နှစ်တောင်းချီသိန်းချီတန်းရှိတဲ့ဒီလိုသဘာဝအခုတွေရှိနေတာကြောင့်ရှေးခေတ်အီဂျစ်လူမျိုးတွေဟာပိရမစ်တွေကိုတိစောက်ခဲ့ကြသလိုမြေဩကဘာယုံကြည်မှုတွေကိုလည်းဖော်ထုတ်ခဲ့ကြပုံရပါတယ်။ရှေးခေတ်ကဂီဇာဒေသကို roster လို့ခေါ်ခဲ့ကြပြီးအိဘယ်ကတော့ လမ်းကြောင်းများရဲ့ပဇက်ပေါက်လို့အဓိပ္ပာယ်ရပါတယ်။ဒီလမ်းကြောင်းတွေဟာမြေအောက်ထဲကလွတ်အပ်ဆန်းကျတဲ့နေရာတွေကိုဥတည်နေတယ်လို့ယုံကြည်ခဲ့ကြတာပါ။ဂီဇာကုန်းမြေအောက်မှာကာလာကြာရှည်ကလေးကရှိနေတယ်လို့ကောလာဟာလာထွက်နေတဲ့မြေအောက်လိုင်းကိုကဘာစီသွားတဲ့ဝင်ပေါက်အကြောင်းရေးသားချက်ဖြစ်မှာပါလို့ Collins က Discovery News ကိုပြောခဲ့ပါတယ်။ Collins ရဲ့ထုတ်ဖော်ပြောကြားချက်ဟာအီဂျစ်ပညာရှင်အတိုင်းဝိုင်းမှာတော့လုံးလုံးခက်ခက်ဖြစ်သွားစေတယ်လို့တန်တရားတွေမကျေနပ်မှုတွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ အီဂျစ်ရှေးဟောင်းကောင်စီရဲ့ခေါင်းဆောင်ဟောင်းဇာဟီဟာဝက်ကတော့ဒီတွေ့ရှိချက်ကိုပြက်ပြက်သားသားငင်းပယ်ခဲ့ပါတယ်။ဂီဇာမှာဘာအသက်မှတွေ့စရာမရှိတော့ဘူး။ဘာလို့ကဒီကုန်းမြင့်မြင့်အကြောင်းအကုန်သိပြီးသားလို့သူကဆိုပါတယ်။ဒါပေမဲ့ Collins ပြန်ခြေပါတာကတော့ Henry ဆော့ရှာဖွေခဲ့ပြီးနောက်ပိုင်းဒီလိုင်ကူတွေအကြောင်းဘာမှတမ်းမှရေးသားထားတာမတွေ့ရတော့အကြောင်း Howard C မှာဒီကူတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာရှိတယ်ဆိုရင်ထုတ်ပြတဲ့အကြောင်းပြောခဲ့ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ဒီကိစ္စကလူတိမခံခဲ့ရသလိုအားလုံးကလည်းမင်းမင်းပြပြဖြစ်သွားကြပါတယ်တချို့ဆေးရထက်တန်သူတွေကတော့ဆက်လက်လေးလာနေခဲ့ကြပါတယ်ဂီဇာဒေတာရဲ့ကန့်တတ်ထားတဲ့နေရာတွေကိုဝင်ခွင့်ရဖို့ခက်ခဲတာကြောင့်အတားအဆီးခက်ခဲတွေတော့အများကြီးကြုံတွေ့ခဲ့ကြရပါတယ်အဲ့ဒီနောက်ရှင်းနှစ်အကြာမှာတော့ဒေါက်တာခတ်ဒီဂျေ40လို့ခေါ်တဲ့စိတ်ပညာရှင်တဦးဖြစ်သလိုရှင်းအောင်အီဂျစ်ကိုဝါသနာပါတဲ့အမျိုးသမီးတစ်ယောက်ဟာဂီဇာရဲ့မြေဩကဘာကိုလေ့လာဖို့ရောက်ရှိလာပါတယ် သူမနဲ့သူမရဲ့အဖွဲ့သားတွေဟာ Collins ပြောခဲ့သလိုတွေးရှိချက်ကြီးမဟုတ်ရင်တော့မှနှစ်ပေါင်းများစွာဘသူမှမစင်ခဲ့တဲ့မြေအောက်ထဲမှာစိတ်ဝင်စားစရာအများကြီးကိုရှာဖွေတွေးရှိခဲ့ပါတယ်။ခတ်တီအဖွဲ့ရဲ့ရည်ရွယ်ချက်ကလှစ်ဝတ်ချက်မဟုတ်ပေမဲ့လူတွေကိုတိတ်ပြီးတော့အတိမခံတဲ့နှဆိုင်တဲ့တွင်းတွေတဲကိုစဉ်သက်ဖို့ပါ။ဂီဇာကုန်းမြေအောက်ပိုင်းကို လေးလာဝင်ရဖို့ဆိုတာမလွယ်ပါဘူး။2019ခုနှစ်မှာသူတို့စတင်ညှိနှိုင်းခဲ့ကြပါတယ်။ ကတိပြောပြချက်အရအီဂျစ်အာဏာပိုင်တွေဟာသူတို့ကိုတန်တရားမျက်လုံးတွေနဲ့ကြီးခဲ့ကြပါတယ်။သူတို့ကဘသူတွေလဲဘာလို့ကျင်တာလဲဒီတွင်းတွေအကြောင်းဘလို့သိလာလဲဆိုတာစစ်စစ်ဖို့အတွက်အချိန်အတော်ကြာသွားခဲ့ပါတယ်။ကတိရိုးကတော့ဒီနေရာကိုဘသူမှမရောက်တာဆယ်စုနှစ်တွေကြာခဲ့ပြီလို့ဆိုပါတယ်။အစပိုင်းမှာဝင်ဝင်ပိတ်ခံခဲ့ရပေမဲ့နောက်ဆုံးမှာခွင့်ပြုချက်ရရှိခဲ့ပါတယ်။ဒါဟာစာရွက်စာတမ်းအရတရားဝင်ဝင်လို့ရတယ်ဆိုတာကိုကတိကတသက်ပြလိုက်တယ်လို့ဖြစ်ပြီး အခြားရှောက်ဖွေသူတွေအတွက်လည်းလမ်းပွင့်သွားစေခဲ့ပါတယ်။မနက်၄နာရီခွဲလောက်မှာကက်သီးရဲ့သူမရဲ့ပါတနာရဲ့ဂီဇာကုန်းမြေစစ်စင်းမှုရဲ့တဲကန်နာရဲကတွင်းဝတစ်ခုစီကိုတံမီးတွေနဲ့လမ်းလျှောက်ထွက်ခဲ့ကြတဲ့အကြောင်းကိုသူမကပြန်ပြောပြပါတယ်။ဒီကိစ္စကတော်တော်လေးလေးနက်ပုံရပါတယ်။စစ်ဘက်ဆိုင်ရာရဲတပ်ဖွဲ့အဆောင်ရှောက်တွေတောင်ပါလာလို့ပါ။တန်တကန်းတက်ထားတဲ့မိုင်းညွန့်နေတဲ့ဝင်ပေါက်တစ်ခုစီကို ခေါ်သွားကြပြီ။အထဲမှာဂယူးဆိုင်ဖို့နဲ့ အောက်ဘက်မှာလွာ၃ဆင့်ရှိတယ်ဆိုတာကိုစစ်စေးမှုကသတိပေးခဲ့ပါတယ်။ရေရင်ရှိတယ်ဥမင်လမ်းကြောင်းအထိဆိုရင်မြေရောက်38မီတာလောက်နှက်တယ်လို့ဆိုပါတယ်။ပထမအဆင့်အခန်းကတော့ကျယ်ဝန်းပင်ပဲဘာမှမရှိတဲ့အခန်းလွတ်ကြီးပါ။လေဝင်လေထွက်မကောင်းလို့အပြင်ဘက်ထပ်စာရင် ပို့ပူပြီးဖုံးတွေထုနေတယ်လို့လေကလည်းအောက်တိုးတိုးဖြစ်နေပါတယ်။အဲ့လိုနဲ့အဖွဲသားတွေကဒုတိယအဆင့်စီကိုဆက်ဆင်းကြပြန်ပါတယ်။အဲ့ဒီအဆင့်ကအရှိလျားဆုံးဖြစ်ပြီးအလင်းရောင်တိတ်မရှိပါဘူး။ ထူးခြားတာကမျက်နှာချက်မှာမိသီးသလုံးချိတ်ထားတာတွေ့ရတာပါဒီပုံဝန်းကျင်အနေထားနဲ့ကြည့်ရင်အရန်ကို꽌ပြားနေပါတယ်ဒါဟာရှေးခေတ်ဖာရိုတွေတက်ခဲ့တာတော့မဟုတ်ပါဘူးနှစ်များစွာကလေးကအမိမသိလောက်သားတွေလာတက်သွားကြတာဖြစ်ပြီးသူတို့ဒီမှာဘာလာလောက်တယ်လဲဆိုတာကိုဘယ်သူမှမမှတ်မိကြတော့ပါဘူးဒုတိယအခန်းကတော့အေယာမကြောက်ခေါင်းတလားကြီးခုနှစ်လုံးထည့်ထားဖို့လှုပ်ထားတဲ့ niche လို့ခေါ်တဲ့နေရာခုနှစ်ခုရှိတဲ့အခန်းကြီးပါ အခုတော့အနက်ရောင်ဘတ်ဆော့နဲ့ဂရနစ်ကြောက်ကွန်ဒလာနှစ်ခုပဲကြံပါတော့တယ်။နှစ်ခုလုံးကအဖုံးတွေဟနေပြီးအဲထဲမှာဘာမှမရှိတော့ပါဘူး။ကြံတဲ့ကြောက်ကွန်ဒလာတွေရဲ့အဖုံးလေးကြီးတွေဘယ်ရောက်ကုန်လဲဆိုတာမှသိရပါဘူး။တကယ်တော့မူလကတည်းကမရှိခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဒီနေရာကို Osiris တပ်သူတွေလို့ခေါ်ကြပြီး1993ခုနှစ်လောက်ကမှတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Osiris ဆိုတာရှေးရောင်အီဂျစ်နဲ့ဘုရားတစ်ပါးဖြစ်ပြီးဒီခန်းဟာတာမန်လူတွေတော့မဟုတ်ပဲ ဖုန်ကြီးတွေလိုမျိုးအထူးရွေးချယ်ခံရသူတွေအတွက်လိုယုံကြည်ရပါတယ်။တွင်းကိုတော့1933လောက်ကနမဲကျော်အစ်ဂျစ်ပညာရှင်ဒေါက်တာဆလင်ဟာဆန်းကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။သူကတော့ဒီနေရာဟာ BC 600လောက်စိတ်လိုခေါ်တဲ့26ဆန်းမြောက်မင်းဆက်ခေတ်လက်ရာဖြစ်တယ်လို့ပြောခဲ့ပြီးဒီလိုကုသင်းကြားအမျိုးသားတွေထဲမှာတော့ဒါဟာအထူးဆန်းဆုံးနမူနာပုံစံတစ်ခုပဲလို့မှတ်ချက်ပြုခဲ့ပါတယ်။တချို့ပညာရှင်တွေကတော့ဒီခုနှစ်သတ်မှတ်ချက်ကိုညင်းပယ်ကြပြီး ဒီထက်ပိုဆိုးတယ်လို့ယူဆကြပါတယ်1935ခုနှစ်လောက်ကဟယ်မိုတင်အမ်ရိုက်ရေးခဲ့တဲ့စောင်းမတစ်ပုဒ်မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကရှေးဟောင်းအီဂျစ်လူမျိုးတွေအသုံးပြုခဲ့ကြတဲ့မြေအောက်လမ်းမကြီးတစ်ခုကိုကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပါပြီဒီလမ်းမကြီးဟာဒုတိယမြောက်ပိရမစ်နဲ့စဖင့်စ်ရုပ်တုကြီးကြားဆက်သွယ်ထားတဲ့လမ်းမရဲ့အောက်တတဲကနေ ဖြတ်သန်းသွားတာပါဒီမြေအောက်လမ်းဟာ Chief of Pyramid ကနေ Khafre Pyramid စီကို အပေါ်လမ်းမကြီးအောက်ကနေဖြတ်ပြီးသွားလာလို့ရနိုင်အောင်လှုပ်ဆောင်ပေးပါတယ်။ဒီမြေအောက်လမ်းမကြီးကနေတဆင့်38မီတာထက်မနည်းကနှက်ဆိုင်တဲ့တွင်းနယ်ကြီးတွေကိုလည်းကျွန်တော်တို့တူးဖော်တွဲရှိခဲ့ပါတယ်။အဲဒီအောက်မှာကျယ်ဝန်းတဲ့ခမ်းမဆောင်ကြီးတွေနဲ့ဘေးရခန်းတွေလည်းပါဝင်ပါတယ်လို့ရေးသားခဲ့ပါတယ်။ဒါပေမဲ့အခြားသောရှာဖွေတွေ့ရှိမှုတွေလိုပါပဲ။အီဂျစ်အာနာပိုင်တွေကတော့ဖိအားပေးနိုင်ပြီးခိုင်လုံတဲ့သက်သေထောက်ထားတွေရှိနေရတာနဲ့ဒီသတင်းအချက်အလက်မှန်ကန်ကြောင်းကိုညင်းပယ်ခဲ့ကြပါတယ်။ ဒါဆိုခတ်တီရဲ့လေးလာရေးခီးစဉ်စီကိုပြန်သွားကြည့်ကြရအောင်။သူမနဲ့သူမရဲ့ပါတနာတို့ဖြတ်တန်းခဲ့တဲ့နောက်ဆုံးအတားအဆီးတစ်ခုကနေတဆင့်သူတို့ကိုနောက်ဆုံးမိုင်းနှင်းတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်။ဒီနေရာရောက်တော့ဆက်သွားဖို့အရန်ခက်ခဲသွားပါပြီ။ဘာလို့လဲဆိုတော့ twin တစ်ခုလုံးရေတွေဖုံးလွှမ်းနေလို့ပါ။ဟုတ်ပါတယ်။အီဂျစ်သဲကန်နိုင်ရတဲ့မဟာပိရမစ်ကြီးရဲ့အောက်တက်တက်မှာရေတွေအများကြီးရှိနေတာပါ။ဒီရေတွေရှိနေတာလည်းတော်တော်ကြာခဲ့ပါပြီ။အနည်းဆုံးတော့ 1934ခုနှစ်လောက်ကလေးကတတိယမြောက်အခန်းဟာရေအောက်ရောက်နေပြီဆိုတာသိထားကြပါတယ်။ဒေါက်တာဆလင်းဟဆန်းဆိုရင်ဒီအခန်းကိုတန်ရှင်းလုပ်ဖို့အတွက်၄နှစ်ကြာအောင်ရေဆုပ်ထုတ်ဖို့စူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ရင်မျက်နှာပြင်ကနိုင်မသွားခဲ့ပါဘူး။ဆိုလိုတာကဒီနေရာမှာအများကြီးရေထွက်နေတဲ့ရေရင်းမြစ်တစ်ခုခုရှိနေတယ်ဆိုတဲ့သဘောပါပဲ။ဒေသခံအာဏာပိုင်တွေကတော့ဒါနဲ့ပတ်သက်ပြီးဗိုက်ရှင်းပြချက်မှမပေးခဲ့ပါဘူး။နိုင်မြေဝင်တယ်လို့တန်တရားဝင်စရာရှိပေမဲ့ နိုင်မြစ်ကဒီနေရာနဲ့တော်တော်လေးဝေးတာကြောင့်မဖြစ်နိုင်မြန်ပါဘူး။ဒါနဲ့အဖွဲသားတွေဟာရည်လမှုနာကိုရယူခဲ့ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။သူတို့အဖွဲဟာဒီစမ်းသပ်မှုအတွေ့တွေလှုပ်ဆောင်မှုအတွက်ကယ်လီဖိုးနီးယားပြည်နယ်ကလက်မှတ်ရတရားဝင်ရေတပ်ခွဲခန်းတစ်ခုမှအနံ့ငဲ့ပါတယ်။ဒါအပြင် ထွက်ပေါ်လာတဲ့ရလတ်တွေကိုအတိတ်ပဲကောက်ယူနိုင်မှုအတွက်အတိုင်းမင်းကဓာတုဗေဒပညာရှင်ခွန်ဇာတန်ကမစ်စတရီကိုပါခေါ်ယူခဲ့ကြပါတယ်။ ကက်သီရိုအဖွဲ့အတော်အကြီးမားဆုံးအားအသင့်စရာကတော့ရေရဲ့စားငန်တဲ့ပုံဝင်မှုပါပဲ။ရလာတွေရာဒီရေဟာနိုင်မြေရေထက်စားတဲ့ပုံများနေပြီးနိုင်မြေစီးဝင်တဲ့မြေထဲပင်လေရေထက်တော့တိတိသာစားတဲ့ယုံနေနေတာတွေ့ရပါတယ်။ဥမင်နေရန်တွေကလည်းတစင်းစားတဲ့တွေရေထဲပျော်ဝင်သွားတာလားဆိုတဲ့ယူဆချက်ကတော့ချက်ချင်းပဲပယ်ချခံလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ဒီကြောက်သားတွေရဲ့ဖွဲ့စည်းပုံကမတူညီလို့ပါ။ဒါဆိုဒီစားငန်ရေတွေကဘယ်ကရောက်လာတာလဲ။ သူတေသီတွေဟာအနည်းဆုံးမှရှိတဲ့ရေရိုင်တွေကိုစတင်လေ့လာစမ်းစစ်ခဲ့ကြပြီးနောက်ဆုံးမှာတော့ဖြစ်နိုင်ခြင်းအရှိဆုံးကောက်ချက်တစ်ခုကိုဆွဲထုတ်နိုင်ခဲ့ကြပါတယ်။အီဂျစ်နိုင်ငံမှာရှိတဲ့တခုတည်းသောစားငံရေကန်ကတော့ Lake Karum ပဲဖြစ်ပါတယ်။ဒီကန်ကမဟာပိရမစ်ကြီးတွေရဲ့အနောက်တောင်ဘက်20ကီလိုမီတာအကွာမှာရှိပါတယ်။တမိုင်းမတင်မီခေတ်ကာလတုန်းကတော့ဒီကန်ဟာခမန်းကြီး490ကနေ656မိုင်ပတ်လည်လောက်ကျယ်ဝန်းတဲ့ရေကြိုကန်ကြီးတစ်ခုဖြစ်ခဲ့တာပါ။ဒါပေမဲ့ အခုခါမှာတော့ကန်ရင်မျက်နှာပြင်ဟာပင်လယ်ရင်မျက်နှာပြင်အောက်43မီတာလောက်မှာရှိနေပြီးစတူယန်ကီလိုမီတာ200နဲ့လောက်ပဲကျယ်ပါတော့တယ်ဒီကန်ကြီးကဘယ်ချိန်တုန်းကရေငန်ကန်ဖြစ်သွားသလဲဘာကြောင့်ဖြစ်သွားသလဲဆိုတာကိုတော့ကျွန်တော်တို့အတိအကျမသိရပါဘူးနောက်ထပ်စိတ်ဝင်စားစရာအချက်ကတော့အဲ့ဒီကန်နာက ဟာဝါရာဆိုတဲ့နေရာမှာလဲပီရမစ်အဆောက်အုံစုတစ်ခုရှိနေပါသေးတယ်ရှီယောင်ဂရိမတ်တန်းတွေမှာတော့မှ ဟာဝါရာမှာမြေအောက်အဆောက်အုံတစ်ခုရှိပြီး အဲ့ဒါကိုဝင်းကဘာလို့ခေါ်ဆိုခဲ့ကြပါတယ်။အဲ့ဒီမှာကြီးမားတဲ့ခမ်းမဆောင်12ခုတောင်ပါဝင်တယ်လို့ဆိုပါတယ်။တမိုင်းဖခင်ကြီး Herodotus ကိုတိုင်းရေးမှတ်ခဲ့တာရှိပါတယ်။ဟာဝါရာကဝင်းကဘာတွေနဲ့ဂီဇာကုန်းမြင့်မြင့်ကဝင်းကဘာတွေကိုပါမြေအောင်ဥမင်တွင်နဲ့ချိတ်ဆက်ထားတယ်ဆိုတာပါပဲ။ဒီအချက်ဟာဂီဇာက Osiris တွင်ထဲမှာဘာကြောင့်စားငံရည်တွေရှိနေတာလဲဆိုတဲ့အမေကုန်းကိုကောင်းကောင်းကြီးဖြည့်ရှင်းပေးနိုင်ပါတယ်။ဒါအပြင်ဂီဇာအနီးကဒီတွင်းတွေဟာ အခုလက်ရှိတည်ထားတဲ့အခန်းတွေထပ်ပို့ပြီးနှက်ဆိုင်တဲ့နေရာတွေစီဆက်သွားနေတယ်ဆိုတော့သက်သေထောက်ထားတွေလည်းရှိနေပါသေးတယ်။ဒေါက်တာကတ်တီဂျေ40ရဲ့လေးလာရေးခီးစဉ်အတွင်းမှာအောက်ဖက်အဆင့်ကနောက်ထပ်ဥမင်တွေစီဥတီသွားပုံရတဲ့ဝင်ပေါက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။1930ပြည့်လွန်နှစ်တွေကထွက်ရှိခဲ့တဲ့သုတေသနအစီရင်ခံစာတွေထဲမှာလည်းဒီအချက်လက်တွေပါဝင်နေပါတယ်။ဒါပေမဲ့ကံမကောင်းစွာပဲအဖြေရှာနိုင်တာကဒီအဆင့်ထိပဲရှိပါသေးတယ်။ အီဂျစ်အာဏာပိုင်တွေကတော့ဒီလိုလွတ်ဝတ်ဆန်းကျယ်တဲ့နေရာတွေကိုဝင်ရောက်လေ့လာဝင်ပေးဖို့အလွန်ကိုဝင်လင်းနေတတ်ကြပါတယ်။အကြောင်းပြချက်ကတော့နားလည်ရခက်ပါတယ်။ကမ်ဘီယားဆက်ဆံအကြောင်းပြချက်တွေဘာသာရေးအကြောင်းပြချက်တွေကနေစပြီးနိုင်ငံရေးနဲ့လက်တွေ့အကျိုးစီးပွားအကြောင်းပြချက်တွေအထိအမျိုးမျိုးဖြစ်နိုင်ပါတယ်။တချို့ကတော့အယူဆတစ်ခုရှိကြပါတယ်။အီဂျစ်အာဏာပိုင်တွေအနေနဲ့ပန်ဒူရာဘောက်စ်လိုမျိုးကတ်ဆိုးကြစေမဲ့တက်တာကိုမဖွင့်ချင်ကြပါဘူး။ဆိုလိုတာကဒီနေရာမှာလူတွေတွေ့သားမဲ့အကြောင်းအရာတစ်ခုခုက လက်ရှိတိဆောက်ထားပြီးသားအကြီးရင်ကျင်းမှုနဲ့တမိုင်းချောင်းဆိုင်ရာအယူဆတွေကိုထုတ်ပြပစ်လိုက်မှစိုးရိမ်တာပါလူတွေအနေနဲ့ဒါတွေကိုသိဖို့မလိုဘူးလို့ယူဆပုံရပါတယ်ဒါပေမဲ့တချိန်ချိန်မှာများဒီကန့်သက်ချက်တွေပယ်ဖျက်လိုက်ပြီးကီလိုမီတာနဲ့ချီတဲ့ရှေးရောက်မြေရောက်ရထားလမ်းကွန်ရက်ကြီးလိုလမ်းကြောင်းတွေကိုတကယ်ပဲရှာဖွေတွေ့ရှိသွားခဲ့မယ်ဆိုရင်တော့အနာဂတ်ကအကြီးပညာရှင်တွေကိုကျွန်တော်တို့မနာလို့ဖြစ်မိမှအသေးရပါပဲဘာလို့လဲဆိုတော့သူတို့လက်ထက်မှာဘယ်သူမှထင်မှတ်မထားတဲ့ ယုံနိုင်စရာမရှိတော့တဲ့တွေးရှိမှုအသစ်တွေပေါ်ပေါက်လာပြီးတမိုင်းရဲ့လှုပ်ဝှက်ချက်အားလုံးကိုဖော်ထုတ်ဝင်ရကြတော့မှာဖြစ်လို့ပါပဲဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြားနေသက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနေဒီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့ပူးတုတအကြောင်းအရာတွေကိုထပ်ပြီးသိရင်သိလဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး